မင်္ဂလာပါရှင် sharing by shirley channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရင်းစရာမှုရှင်ရေးသားထားတယ်အပေါ်ကိုမောကြည့်လို့ညောင်းရင်အောက်ကိုငုံကြည့်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားစင်ခံစားပေးကြပါအောင်ရှင်အပေါ်ကိုမောကြည့်လို့ညောင်းရင်အောက်ကိုငုံကြည့်ပါကာလလလေးတွေအိမ်ကောင်းကောင်းကြီးတွေဖုန်းအကောင်စားတွေ깟နေတဲ့သူတွေကိုကြည့်ပြီးအားကြကာတိတ်ငင်နေပါတယ် လားအယန်စမန်ကြပြီးလှပတဲ့လူတယောက်မဖြစ်လို့အားငင်နေပါသလားအိမ်မှာစကိုင်းနဲ့လေးတောင်မရှိလို့ဆိုပြီးစိတ်ညစ်နေပါသလားအဲ့ဒါဆိုရင်တော့တင်းအယန်ကိုမော့ကြည့်တာများနေပါပြီတင်းလာစာတတိန်ခွဲပေးရလို့တင်းစိတ်ညစ်နေရတဲ့အချိန်မှာဒီညနေစာစားဖို့မရှိလို့စိတ်ညစ်နေတဲ့သူတွေရှိပါတယ်တင်း iPhone မကိုင်းနိုင်လို့စိတ်ညစ်နေချိန်မှာခလုတ်ဖုန်းလေးတစ်ခုတောင်မကိုင်းနိုင်လို့အားငယ်နေတဲ့သူတွေရှိပါတယ် ယ်တင်ဖနက်အစ်မဝင်နိုင်လို့စိတ်ညစ်နေချိန်မှာတင်ရှူဖနက်ကို တခါတိုက်ပြီးမှသမင်းတလုံးပါဇက်သေးဝင်နေသူတွေရှိတယ်တင်မျက်လုံးမလားလို့မှန်သေးကြည်တိုင်းစိတ်ညစ်နေတဲ့အချိန်မှာအဲ့ဒီမှန်ကိုယ်တောင်မြင်ခွင့်မရတဲ့သူတွေရှိပါတယ်တင်လူရှိသူရှိကိုခြေစုံလက်စုံအင်္ဂါစုံနဲ့တွားနေတဲ့အချိန်မှာလူရှိထွက်ရမှာတင်မလောက်ကြောက်တဲ့အာနေဇန်နေသူတွေရှိပါတယ်တင်ဒီနေ့အသက်ရှင်နေသေးပေမဲ့စက္ကန့်တိုင်းမှာ လူတချို့တည်ဆုံနေကြတယ်။ကြည်ရင်အများကြီးကံကောင်းပါတယ်။အချက်ကိုမော့ကြည့်ပြီးအယံစိတ်ညစ်နေတဲ့အခါအောက်ကိုငုံကြည့်လိုက်ပါ။တနာစင်ရတွေ၊ကူညီစင်ရတွေ အများကြီးတင်းအောင်မှရှိနေပါသေးတယ်။အမြဲတမ်းငုံကြည့်ပြီးပြင်းကြီးဖို့ပြောနေတာမဟုတ်ပါဘူး။လောဘတွေနဲ့ဖုံးလွှမ်းလာရင်ပျော်စင်ရတွေပျောက်ဆုံးသွားတတ်လို့ကိုကိုကိုပြန်တတိပိတအောင်ပါ။ နားဆင်ပေးခဲ့ကြသောစာပေချက်တူများအားလုံးတရားပြောရှင်ချမ်းမြေကြပါစေရှင်။